မင်္ဂလာပါဒီတစ်ခေါက်တော့ဆရာကလူငယ်တွေနဲ့စီးပွားရေးလုပ်တဲ့အကြောင်းလေးကိုပြောပြချင်တာပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာအချို့လူငယ်တွေကဝန်တန်းလုပ်တာထက် ကိုယ်ပိုင်စီးပွားရေးလုပ်တာကိုပို့ပြီးတော့စိတ်အားထက်သန်ကြတယ်အချို့ငယ်တော့ဆိုရင်တော့ကျောင်းတက်မယ်ဆယ်တန်းအောင်မယ်ဘွဲယူမယ်အစိုးရဌာနမှာအလုပ်ဝင်လုပ်မယ်ကုမ္ပဏီတွေပါရေဆိုတာလဲအဲ့လောက်ကြီးခက်မစားသေးတော့ဝန်တန်းလုပ်ဖို့ပဲခေါင်းထဲမှာအားတန်ကြတယ် now the day ခစ်ကြီးကပြောင်းလာတယ်ဒီနေ့မျက်မှောက်ခစ်မှာတော့စုံငယ်တော့ကနေမတူတော့ဘူးဒီဇိုင်းတွေပြောင်းလာတယ်အယူအဆတွေပြောင်းလာတယ်အတွေးခေါ်တွေပြောင်းလာတယ်လုပ်ပုံကင်ပုံတွေကအဆလူငယ်တွေဟာပြောင်းလာတယ်အဲ့တော့ခုနဆရာပြောခဲ့သလိုပါပဲဝန်တန်းလုပ်ဖို့ထက်ကိုပိုင်စီးပွားရေးလုပ်ဖို့လူငယ်တွေဟာစိတ်ဝင်စားလာကြတယ်အဲ့တော့ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လည်းလွယ်လွယ်ကူကူပဲပေါ့အိမ်ရှိမှဈေးဆိုင်လေးဖွင့်မယ်ခွာ ဆိုပြီးတော့ဆိုင်လေးဖွင့်နေဈေးကြီးတွေကရက်ွက်ထဲမှာကိုနဲ့တည်တဲ့သူတွေကကိုဆိုင်လေးကိုလာဝယ်ကြတယ်အားပေးကြတယ်ဆိုတဲ့ခေတ်ဟာဒီနေ့မျက်မှောက်ခေတ်ကာလမှာခေတ်ရဲ့ဈေးဆိုင်ဖွင့်လက်ရောင်းချခြင်းတွေနဲ့မတူတော့ပါဘူးအခုခေတ်ကစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ကုန်ပစ္စည်းကို စတင်မဲ့အစားကိုယ့်ရဲ့စိတ်ကူးကိုကိုယ့်ရဲ့ idea တွေကိုစတင်ပြီးတော့ contents လို့ခေါ်တဲ့ အရေးအသားတစ်ခုကိုတေသေးချာချာပုံမှန်လေးဝေငှပြီးတော့မှဆရာတို့ပို့ထိရောက်တယ်လို့ပြောပါတယ်အဲ့တော့ content ဆိုတဲ့စာအုပ်လေးတုပ်ဆရာဖတ်ဖူးရယ် content inks ပေါ့နော်အဲ့ကောင်ကဘာလဲဆိုတော့သွားမရောက်နဲ့လာဝဲအောင်လုပ်ဆိုတဲ့စာအုပ်ကလေးပါအဲ့စာအုပ်ကလေးကိုရေးတဲ့သူကတော့ Joe Pulisi ရဲ့သူကအကြံဉာဏ်တွေပေးတယ်အားထုတ်မှုတွေပေးတယ်အယူအဆတွေပေးတယ်အဲ့စာအုပ်ကိုဖတ်ပြီးတော့ဆရာ တိတာတဲ့ဟာလေးကိုဝေငှပေးကျင်တာပဲဖြစ်ပါတယ်ဖေဘယ်ကဖက်လဲတော့ရှောက်မမီးနေတော့ပေါ့ကြီးညာနေနေပြတ်တနေတဲ့ရွှေနှုတ်အက်ကပဲဆရာဖတ်ထားတာလေးကိုပြန်ဝေငှတာပါအဲ့တော့ဆရာကိုလူတတော်များများကစီးပွားရေးလုပ်တော့မယ်ဆိုရင်သူများလုပ်လို့အောင်မြင်တာကိုလိုက်လုပ်ကြလေရှိရဲလိုက်လုပ်ချင်တဲ့စိတ်ကလေးတွေရှိတယ်ဆရာငငယ်ရလေအိမ်ရှိမှာဝင်းငန်းဆိုင်ဒီဇိုင်းဖွင့်မှုလေ ဟုတ်လမ်းထိပ်ကငွေ90ဆိုင်ကြီးအရန်ရောင်းရတယ်ဆိုတော့ဇက်အိမ်မှာလည်းဝင်ငွေလေးရအောင်ဆိုပြီးဝင်90ဆိုင်ကိုဖွင့်တယ်ဒါပေမဲ့ပြဿနာဘာလဲဆိုဟိုဆိုင်ကြီးဘာကြောင့်ရောင်းရလဲဆိုတော့ဆရာမစင်စားဘူးဆရာကဆရာငွေ90ဆိုင်တည်တည်လေးဖွင့်နေအိမ်ကညီမတွေကဝိုင်းချက်ကြတယ်ဆရာကလည်းဆိုင်လေးခင်းပြီးတော့ရောင်းတယ်တစ်လနှစ်လပဲခံပါတယ်ဆရာအိမ်ငွေ90ဆိုင်လေးကိုအာရုံမချတော့ဘူး ပထမတည့်ရက်နေ့ကတော့အိမ်ဒီနာချင်းနေနဲ့မိတ်ဆွေသင်္ဃာတွေနဲ့ဆက်အောင်အားပေးတဲ့နေနဲ့လာပြီးတော့စားကြတာပေါ့လာပြီးတော့ဝယ်ပေးတာပေါ့အဲ့တော့ဆက်ပြော့တာပေါ့ဒါပေမဲ့နှစ်ပတ်သုံးပတ်ကြာသွားတဲ့အခါမှာသူတို့တွေဒီနေတိုင်းဆက်အောင်အားပေးမဲ့သူမဟုတ်ဆက်ကတ်စတမာအသေးပဲဖြစ်တယ်ဒီအိမ်ဒီနာချင်းကဒီ quality fix ဖြစ်နေတဲ့ကတ်စတမာပဲဖြစ်တယ်အဲ့တို့နောက်လေးကြာမှာအတုပ်စားရင်စားချင်ပါပေါ့ဘုန်းတော်ခေါ်ဆိုစားရင်စားချင်ပါပေါ့အစ်ကြကွင်းနဲ့လဖေးတောင်းရင်တောက်ချင်ပါပေါ့အဲ့တော့ဆရာဆန်ကတဖြည်းဖြည်းနဲ့အယောင်းကြီးပါလာဟောလန်ဒီကဆန်ကြီးက ဘာဖြစ်လို့အောင်မြင်တာလဲဆိုရင်တော့ तू က15နှစ်လောက်ရှိပြီ तू ဖွင့်တာလားသူ့မှာက15နှစ်စာတောင်တင်းခိုင်မာတဲ့ဖောက်တဲ့ကြီးရှိတယ်အဲ့တော့ဆရာအနေနဲ့အဲ့ဒီမွေဟင်းကားလေးဆိုင်လေးကိုဆရာဘာဖြစ်လဲဆိုတော့ချက်ကတော့အဆင်မပြေဘူးစိတ်ထဲမှာထင်လာတယ်ကယီကထများတယ်ပင်မန်းနေဒီတော့ဆရာတောင့်ပြီးတော့မခံနိုင်တော့ဘူးအလန်တိတ်ကရောင်းတဲ့မွေးငါးဆိုင်ကတော့အခုထိရောင်းတော့ဦးမယ်ကဲ တော့ကျင်တဲ့ဘောတော့အလုတ်တစ်ခုကိုနှစ်ကာလကြာရှည်စွာဆရာတို့ဒီဇိုင်းမမဲ့လုပ်လို့ရှိရင်ခိုင်မာတဲ့ဝယ်မဲ့စားသုံးသူတွေ customer တွေရနိုင်ပါတယ်လို့ဆရာတော့တတိယပါဒါဆရာဘဝမှာတွေ့ခဲ့တယ်ဆရာငငငတော့အိမ်မှာအပျော်ရမ်းဖွင့်ခဲ့တဲ့မွေးဟင်းကားဆိုင်နဲ့တကယ်စီးပွားရေးကိုစနစ်တကျလုပ်တဲ့မွေးဟင်းကားဆိုင်ရဲ့ဟောင်းဆရာရှင်းပြီးတော့ပြောပြတာပါအဲ့မှာဘာသွားတွေ့လဲဆိုတော့ဆိုင်းဆရာဂျိုးပူလစီပြောတဲ့ စကားလေးကိုသိတဲ့ဘောကြတယ်။ तू က don't look out တဲ့ looking နဲ့အပြင်ကိုမကြည့်နဲ့တဲ့အတွင်းကိုကြည့်ပါတဲ့ဟုတ်တယ်ဈေးကွက်မှာနာမည်ကြီးနေတဲ့အရာတွေကို ပုံတူကူးချလို့မရပါဘူးတဲ့ကိုကိုကိုနားလေသဘောပေါက်ဖို့လိုတယ်ကိုကိုကိုနားလေသဘောပေါက်ဖို့အတွက်ကတော့တဲ့ဘလို့လုံးဝမလဲဆိုတာကိုစာရေးဆရာကအကြံပေးပါတယ်သူပေးတဲ့အကြံမိုက်တယ်တဲ့ sweet spot တဲ့ဗျာ sweet spot ဆိုတာဘာလဲပေါ့ sweet spot ဆိုတာကတော့ကိုယ်ဝါဒနာ ကိုယ့်ရဲ့ကြွမ်းကျင်မှု ကိုယ့်ရဲ့ဘဟုတုတ္တအဲ့ဒီကောင်တွေကိုတည်တည်ချာချာလိမ့်လာသုံးသက်ပြီးတော့ကိုယ်ပရိသတ်ရဲ့လိုအပ်ချက်ဒါမှမဟုတ်ကိုယ်ပရိသတ်ရဲ့အခက်အခဲဆိုတဲ့အဓိကအချက်အလက်တွေတွေ့ဆုံကြတဲ့နေရာပဲဖြစ်ပါတယ်တဲ့ဒါကြောင့်တဲ့ sweet spot ကိုရှာဖို့အတွက်ဆိုရင်ねကိုဘာဝါသနာပါလဲဆိုတာကိုသိထားဖို့လိုပါတယ်ကိုဝါသနာကိုသိပြီဆိုရင်တော့ကိုရဲ့ဘဟုတုတ္တနဲ့ကိုရဲ့ကြွန့်ကျင်မှုကိုစဉ်းစားရပါတော့မယ်ကိုမှာသူများတကာတွေထက်ပိုပြီးကောင်းအောင်လုပ်နိုင်တဲ့အရာတွေပါရှိလေသူများတကာထက်ကိုစီကဘာတွေသူများကအကူအညီပို့တောင်းတတ်တယ်လဲဆိုတာမျိုးကိုတိတိကျကျသိဖို့လိုပါတယ် ဆိုပါစို့ဆရာဆိုရင်ဆရာငင်ငင်တော့ကမြန်မာသာဝါဒနာပါတယ်မြန်မာသာကိုကြက်ကြတာလဲမြန်နေမြန်မာသာကိုပြန်ပြောရတာလဲကြိုက်တယ်မြန်မာသာနဲ့ကြပြာလေးတွေရေးရတာလဲသဘောကျတယ်ဆရာဝါဒနာကိုဆရာတည်တယ်ငါမြန်မာသာရေးတဲ့ဝါဒနာပါဆက်တငယ်ချင်းတွေဆရာဘာဖြစ်လဲဖျောက်ညီညီငါတို့ဒီကြပြာတပုတ်ကိုမှတ်မိသွားအောင်ရှင်းပြသားမှာဆရာရှင်းပြနိုင်တယ်အဆရာကိုအကူညီလာတောင်းတဲ့သူတွေဒီကီမစထရီနဲ့ပတ်သက်ပြီးအကူညီမတောင်းဖစ်စစ်နဲ့ပတ်သက်ပြီးအကူညီမတောင်းညီညီ ငါရည်စားစားရေးကျင်လို့ကွာမင်းကအတွေးခေါ်လေးကောင်းတယ်စကလုံးလှလှလေးတွေရှာပြီးရေးပေးပါကွာလက်ဖက်ရည်တိုက်မယ်အဲ့လိုမျိုးဆရာကအကူအညီလာတောင်းတယ်အဲ့တော့ဆရာဘာသွားတွေ့ရဆိုငါဝါသနာပါရာဟာမြန်မာစာဖြစ်တယ်အဲ့တော့ငါရဲ့ဝါသနာနဲ့အတူငါဘာသွားတွေ့တော့ငါတငယ်ချင်းတွေကငါ့ကိုအကူအညီတောင်းလေးရှိတာဒီ physics နဲ့မတောင်းသင်္ချာနဲ့မတောင်းမြန်မာစာနဲ့ပဲတောင်းတယ်အဲ့တော့ဆရာဆယ်တန်းအောင်လည်းအောင်ပြီးသွားပေါ့ဆရာစာတင်တဲ့အလုပ်ကလေးကိုရွေးတယ်ဘာရွေးဖြစ်လဲဆိုတော့မြန်မာစာတင်တဲ့အလုပ်ကလေးရွေးဖြစ်တယ်အဲ့ဆရာ ចောင်းသားလည်းရတယ်ចောင်းသားလည်းသဘောကြတယ်ဆရာလည်းပြောပါတယ်ဒါကြောင့်ကိုယ့်ရဲ့ဝါသနာကိုသိဖို့လိုတယ်ကိုယ့်ရဲ့ဝါသနာကိုသိပြီးဆိုကိုယ့်ဝါသနာဒါကိုယ့်တငယ်ချင်းတွေကိုယ့်မိတ်ဆွေတွေကကိုယ့်ဘာတွေမကြခဏအကူအညီတောင်းလဲဒါဆိုရင်သူတို့တောင်းတဲ့အကူအညီတောင်းတဲ့ကိစ္စတွေဟာကိုယ့်မှာရှိနေတဲ့ skill တွေပေါ့ကိုယ်မှာရှိနေတဲ့ knowledge တွေပေါ့အဲ့ဒီကောင်ကိုပေါင်းပြီးတော့အလုပ်လုပ်ရတာကိုပြောချင်တာပါအဲ့ဒီကောင်ကိုဆရာက sweet spot လို့ပြောပါတယ်ဟုတ်ပြီအခုခင်မှာကြတော့တဲ့ လူတွေရဲ့ pain point တွေကိုဆရာတို့ကသိဖို့လိုတယ် pain point တွေကဘာတွေလဲသူတို့ခံစားနေရတဲ့အခက်အခဲတွေသူတို့နာကျင်နေတဲ့ဟာတွေကိုကဖော်ထုတ်ပေးမယ်ပြီးရင်အဲ့ဒီကောင်ကပေါ့ပါသွားအောင် ရော့ပါသွားအောင်ဆောင်ရွက်ပေးပြီးတော့ဈေးကွက်ကဲ့လိုအပ်ချက်ကိုရှာဖွေရတာပဲဖြစ်ပါတယ်အဲ့တော့ contact နေဆရာတို့ရေးကြတာပေါ့အခုခေတ်ကဟောရီယာပဲပြို့လို့ light order ခစ်လဲ ကြည့်သေးပါသေးတယ်ပျောက်တော့မပျောက်တော့ဘူးသို့တော့များသောအားဖြင့် online ပေါ်မှာ လူငယ်တွေဟာဖတ်ကြရှုကြဝေကြရောင်းကြပြောကြဆိုကြဖြစ်တဲ့အတွက်ကိုယ့်ရဲ့ content တွေကိုကကောင်းကောင်းရေးတတ်မယ်ဆိုရင်ပို့ပြီးတော့ထိရောက်လာမယ်လို့ဆရာကအကြံပေးခြင်းပါတယ် နောက်တစ်ခါတော့ဘာပြောလဲဆိုဆိုင်ဆရာကနောက်တဲ့အရေးကြီးတာတစ်ခုကိုလည်းထပ်ညွှန်ပါသေးတယ် contact လို့သူကခေါ်တာပေါ့လေအဲ contact တစ်လို့ခေါ်ရတဲ့ကိုကိုကိုထူးခြားနေမှုအတွက် idea တွေရှိနေရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အတွေးအမြင်ကိုထူးထူးခြားခြားကြည်လင်စေရမယ်သူများတွေကကြည့်တဲ့သူတွေကလက်လူမရှုမိသွားဘူးအောင်ကိုယ့်ရဲ့အယူအဆအတွေးအမြင်ကိုဖော်ပြနိုင်တဲ့ content ကထူးခြားနေမှုလိုပါတယ် ခြားသူတွေကဆရာကြီးလေတံနဲ့လက်တွေ့တုံးပြီးတော့တခါလေပညာရဲ့ဆန်ဆန်စကားတွေနဲ့တင်ပြနေတာလုံနေမယ်ဆိုရင်အယက်သားနားလည်မယ်စကားမျိုးကိုကတုံးလိုက်မယ်ပေါ့ပေါ့ပါပါဟော်ဟော်ဒိုင်းဒိုင်းရွှွှွတ်တက်နဲ့ပြောပြလိုက်တာကိုထီရောက်ပါတယ်ဥမာဆိုပါစို့ကိုခန္ဓာလှုပ်ရှားမှု လေ့ကျင့်ခန်းများကို နေ့စဉ်ရက်ဆက်စနစ်တကျစနစ်တော်၎င်း ကိုယ်ကာယအဖြစ်တော်၎င်းလောက်ကင်သူတို့သည်စိတ်ပိုင်းနှင့် ရုပ်ပိုင်းအတွက်ကျမ်းမာရေးအကျိုးကျေးဇူးနှစ်ခုကိုရရှိမိမှာအမှန်ပင်ဖြစ်ပေသည် ဟု သူတေသနာပညာရှင်များနှင့်ဇေဘဆိုင်ရာပညာရှင်များကတွေ့ရှိထားပါသည်လို့ပြောမယ်အစားအယက်သားနားလည်မယ် ုံနဲ့ဒိုင်းနဲ့စကားကိုသုံးတင်ပါလေ့ကျင့်ခန်းသာမှန်မှန်လုပ်မယ်ဆိုရင်ကိုရောစိတ်ပါကျမ်းမာမှာပါ that is okay အဲ့တော့ကိုယ့်ရဲ့အရေးအသားကိုယ့်ရဲ့အပြောအဆိုကိုယ့်ရဲ့ content ဟာဒုံနဲ့လင်းသွားမဲ့ဟာမျိုးဖြစ်တင်ပါလေဆရာတို့ကတက်ကတူကဘွဲတစ်ခုယူဖို့အတွက်တက်ကတူကိုတွားပြီးတော့ဆရာတို့စာရန်တစ်ခုဖတ်နေတာမဟုတ်ဘူး အေးနောက်တစ်ခုကတော့ကိုတင်မဲ့ contents ကိုတမျိုးတည်းပဲသုံးသင့်တယ်လို့သာရေးဆရာကညွှန်ပါတယ်ဗီဒီယိုသုံးပါလားအသံဖိုင်လားစာသားလားဘာသုံးလဲပေါ့ platform တွေအများကြီးရှိတာမို့လို့ကိုသုံးမဲ့ platform ကိုလည်းလုံးလုံးစေတော့တစ်ခုတည်းပဲသုံးသင့်တယ်လို့သာရေးသူကဆိုပါတယ်ပြီးတော့အချိန်တစ်ခုပေးဆက်ဖို့လိုတဲ့ဗျတစ်နှစ်တန်းသီးနှစ်နှစ်တန်းသီးသုံးနှစ်တန်းသီးပေါ့ ဆရာပြောခဲ့တယ်မမီလားဆရာမွေးဟင်းကရောင်းတော့ဆရာပေးဆက်ခဲ့တဲ့အချိန်ကနှစ်လတော့မကြောက်ဘူးဆရာစိတ်ညစ်ပြီးဆိုင်ပိတ်လိုက်ရ။ဟိုးမှာနာမည်ကြီးကြီးနဲ့အောင်မြင်နေတဲ့မွေးငါးဆိုင်ကြီးက15နှစ်နဲ့20ပေးဆက်ခဲ့တာ။အခုလေ content မှာဆရာတို့ဟာတစ်နှစ်တန်သည်တစ်နှစ်ခွဲတန်သည်နှစ်နှစ်တန်သည်အချိန်ယူအဲ့လိုယူယူပြီးတော့မှ ကိုယ့်ရဲ့စာတွေကိုတက်တက်ရက်ရက်နဲ့ထိထိမိမိ content တွေကိုရေးမယ်အဲ့လိုရေးတဲ့အခါမှာကိုယ့်ရဲ့ပရိသတ်နဲ့ကိုယ်နဲ့ယုံကြည်မှုတည်ဆောက်နိုင်လာမှာပဲဖြစ်ပါတယ်အဲ့လို ယုံကြည်မှုတိဆောက်လို့ရပြီဆိုရင်ကိုယ့်ရဲ့ပြိသက်ကကြည့်ရှုသူ viewer တွေကနေပြီးတော့စောင့်ကြည့်သူ follower ဖြစ်လာပါပြီ follower တွေဖြစ်လာပြီဆိုပြီးဆိုရင်တော့အဲ့ဒီ follower ကနေတဆင့်ဖြစ်လာပြီတဖြည်းဖြည်းအဆင့်မြင့်လာပြီဆိုရင်တော့ကိုယ့်ရဲ့ customer ဖြစ်လာပါပြီတဲ့ဒါပါပဲ အရန်ကောင်းတယ်ဒီဆောက်လေးကလမ်းညွန်လာအဲ့တော့ပရိသတ်ကနေချင်းညချင်းများလာဘူးဆိုတာတော့အိမ်မက်မမက်ပါနဲ့မမျော်လင့်ပါနဲ့မလွယ်ကူဘူးဗျဒါကြောင့်ပုံမှန်တင်ဆက်ပေးခြင်းနဲ့ကိုယ့်ရဲ့စိတ်ကလေးကိုမွေးကိုလှုပ်ရှားရှိတဲ့အလုပ်ကလေးကိုဆောင်ရွက်ပုံမှန်တင်ဆက်ပေးနေရင်းနဲ့ပဲအချိန်တစ်ခုရလာတဲ့အခါမှာတော့ကိုယ့်ရဲ့အားထုတ်မှုကိုကိုကိုယ်တိုင်တွေ့မယ်ကိုယ့်ရဲ့ပရိသတ်ကလည်းပုံမှန်လေးဒါလေးကိုတွေ့နေတာကိုမြင်ရမှာပဲဖြစ်ပါလေတဲ့ အဲအချိန်တစ်ခုရလာပြီဆိုရင်တော့အမာဂန်ပြိသက်ရဖို့စတင်တိဆောက်ရပြီပေါ့အဲမှာကိုယ့်ရဲ့ပြိသက်ကိုတာမန်အားပေးတဲ့ follower အဆင့်ကနေအမှန်အကန်အားပေးတဲ့ပြိသက်တွေဖြစ်တဲ့ community တစ်ခုဖြစ်အောင်လုပ်ရအောင် ဥမာဆိုပါစို့ဆရာစာလေးတွေတင်နေတယ်ဆရာတင်တဲ့စာလေးတွေကဘာအကြောင်းလဲဆိုရင်ဆိုပါစို့ဆရာဆရာတင်တဲ့စာလေးတွေကခလေးတငယ်နဲ့ပတ်သက်တဲ့စိတ်ပညာအကြောင်းလေးတင်နေတယ်တယောက်မှစိတ်ဝင်စားဘူးဘယ်လူငယ်တွေပဲစိတ်ဝင်စားမလဲဘယ်သူမှစိတ်ဝင်စားဘူးဒါပေမဲ့ဆရာစာလေးတွေဘယ်သူတွေစဖတ်လာလဲဆိုတော့ခလေးအမေတွေခလေးအဖေတွေခလေးရှိတဲ့မိဘတွေကစဖတ်လာတယ်အဲဒါဒီပရိသတ်ဟာဆရာရဲ့ဘာဖြစ်လာပြီလဲဆိုရင်တော့ဆရာရဲ့ follower တွေဖြစ်လာပြီဆရာရဲ့ viewer တွေဖြစ်လာပါပြီအဲ့လိုလူတွေကိုပဲဆရာကအမြဲတမ်း မဲ့ကလေးတငယ်နဲ့ပတ်သက်တဲ့စိတ်ကလေးစိတ်ပညာကလေးတငယ်ပညာကြီးကလေးတငယ်နဲ့မိဘနဲ့ဆက်ဆံရေးကလေးတငယ်နဲ့အနာဂတ်ဒါလေးတွေပုံမှန်ရင်းနေနေပဲအချိန်ကြာလဲကြာလာကောသူတို့တွေဟာကိုယ့်ကိုယုံကြည်မှုရှိလာတာပေါ့။အော်ဦးညင်ကြီးကတော့ကလေးတငယ်နဲ့ပတ်သက်တဲ့စာလေးတွေရေးတယ်။အဲတော့မှဆရာတို့ကဆရာရဲ့ပရိသတ်ဟာ viewer တွေမဟုတ်တော့ဘူး follower တွေမဟုတ်တော့ဘူးဆရာရဲ့ community လေးဖြစ်သွားပြီလာကြည့်တဲ့သူတွေရဲ့ဒီလူတွေပဲများလာတာဘူးအဲ့တော့မှဆရာကနေပြီးတော့ကျွန်တော်တော့စာအုပ်လေးတအုပ်ထုတ်ဖို့ရှိတယ်အဲ့စာအုပ်ကတော့ကလေးတငယ်နှစ်လူကြီးများကြားစိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုဆိုတဲ့စာအုပ်ပေါ့အဲ့စာအုပ်ကလေးထုတ်မယ်အကျအကျန်ရှိတယ်ဒီမှာပြည်သက်တွေများစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ကိုစိတ်ဝင်စားကြောင်းပြောပါဟာစိတ်ဝင်စားတဲ့သူတွေအများကြီးပဲအမဆရာ teacher research လုပ်လိုက်တဲ့အခါမှာ order ဆိုရင်ငါစာအုပ်ထုတ်ရင်တော့အုပ်900ရတော့တည်ကြတယ်။ငါပြိသက်ရှိတယ်။အပြင်မှာရောင်းရင်တည်ကြတယ်။ငါပြိသက်ရှိတယ်။ဆိုပြီးတော့ဆရာဒါဆိုရင်ဆရာနောက်3-4လလောက်လဲကြာလဲကြာဟောဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြီးညာချင်ပါတယ်။ကျွန်တော်စာအုပ်ကလေးထုတ်တော့မှာအဲ့တော့ pre order တွေစပြီးတော့လက်ခံနေပါပြီဆိုတဲ့အချိန်မှာ AD ဆရာရဲ့ community ရသူတွေဟာဆရာရဲ့ customer ဖြစ်သွားပါပြီ။ဆရာစီပါအားပေးကြပါပြီ။ဒါကြောင့်တဲ့စာရေးသူကဘာပြောလဲဆိုတော့ လွယ်ကူတဲ့နည်းကိုပြောပါကို community ရသူတွေကိုတဲ့ဒီတိုင်းပဲ online မှာပဲတွေ့နေတာမဟုတ်ဘဲနဲ့သူတို့နဲ့တူတူဖြစ်နိုင်ရင်သူတို့စီက email လိပ်စာကောင်းတာ ਈ email နဲ့သူတို့ကို list တွေလုတ်ခိုင်းတာ ਈ ကိုကိုယ်တိုင် ဖုန်းဆက်ပြီးတော့ဆက်ဆံတာ ਈ ဆိုတော့လုတ်တက်ပါလေဒါဆိုရင်တော့သူတို့နဲ့ကိုနဲ့ကြားကဆက်ဆံရေးဟာ ပို့ပြီးတော့ထိရောက်လာပါပြီ content ဖန်တီးသူတယောက်အနေနဲ့အခြေခံအုတ်မြစ်ခိုင်မာသွားပြီဆိုရင်ねအမာခံပြစ်သက်ကိုလည်းအတော်အတန်ရနေပါပြီအဲ့ဒီအချိန်ကမှပဲနောက်တစ်ဆင့်ဖြစ်တဲ့အခြား platform တွေပြောင်းဖို့ အရင်တော့က Facebook ကိုသုံးနေရဆိုအခု Twitter ကိုသွားပေါ့ဘယ်ကိုသွားပေါ့ဘယ်ကိုသွားပေါ့အဆက်သက်ဖြစ်ပေါ့လीအဲ့တော့ကိုကခိုင်မာပြီဆိုတော့မှ တခြား platform ကိုပြောင်းပါတဲ့နောက်တစ်ခုကတော့ platform တစ်ခုမှာပြည့်သက်တည်သွားအောင်အရင်ဦးဆုံးတိဆောက်တင်ပါတယ်လို့စာရေးဆရာကအကြံပေးပါတယ် နောက်တစ်ခုကတော့တဲ့ဘာပြောလဲဆိုတော့ platform တွေချဲ့တာမကောင်းဘူးလားကောင်းတာပေါ့တဲ့များများတိုးချဲ့နိုင်လီလီ ကောင်းလီလီဆိုတာကိုတော့တဲ့တအားသဘောမကျမိပါစေနဲ့တဲ့ကိုလက်ရှိအခိုင်အမာတိဆောက်နေတဲ့ platform ကိုပဲဆရာတို့တိဆောက်တာကိုလုပ်ပါလို့အကြံပေးပါတယ်ကိုကမယောင်းချခင်မှာအရင်ပေးဆက်ထားဖို့တော့လိုတယ်ဆိုပါစို့ contact fanty ရဲ့အမျိုးသမီးတယောက်ဟာ Facebook ပေါ်မှာဒီဇိုင်းရေးဆွဲနည်းကိုတစ်နှစ်လောက်အခမဲ့တင် जा ပြတာဟာတစ်နှစ်လုံးအလကားပဲအဲ့တော့သူပြိသက်ကလည်းအခိုင်အမာရှိလာတယ်သူရဲ့ဒီဇိုင်းရေးဆွဲနည်းကိုသဘောချပြီးတော့အဲ့လိုနဲ့သူစေတနာကိုလည်းသိတာလေဟဲဒီ content creator ကစေတနာရှိလိုက်တာပတ်စံလည်းမယူငါတို့တစ်နှစ်လုံးလုံးကြီးစမ်းစေတနာသူ့စေတနာကိုတွေ့လာသူ့ပုံမှာလည်း trust ယုံကြည်လာတယ်အဲ့တော့မှသူကကျမတို့ဒီဇိုင်းတင်တန်းတစ်ခုကိုတစ်လတင်တန်းပြီးမယ်ငွေကြေးအခ ဘယ်လောက်ကြမယ်တင်းတန်းကြီးကဘယ်လောက်ကြမယ်လာအပ်ကြပါဆိုတဲ့အချိန်မှာကိုယ်တိုင်လာအပ်တဲ့သူလည်းရှိသလိုမအဲ့ရင်တော့မှသူများကိုလမ်းညွန်နေပြိတက်ရသွားတာကိုတွေ့ရပါတယ်။ဒါကြောင့် content ရေးနေတဲ့တာမန်ဖန်တီးသူတယောက်မဟုတ်တော့ဘူးတဲ့။ကိုဟာ content နဲ့ entrepreneur လို့ခေါ်တဲ့စွန့်ဦးတီထွင် လုပ်ငန်းရှင်တယောက်ဖြစ်လာတယ်ဆိုတာကိုလည်းစဉ်းစားဖို့လိုပါတယ်သိထားဖို့လိုပါတယ် content တွေကိုအခမဲ့ဖန်တီးပေးနေရတာကနေအခကြီးငွေနဲ့ရောင်းချတဲ့နေရာကိုရောက်သွားပါပြီသို့တော့အတင်းအကျပ် by force နဲ့ရောင်းချတာမျိုးမဟုတ်တာကြောင့်ကျင့်ဝတ်နဲ့ညီတဲ့ငွေရှာနီးလို့ဆရာက ပြောခြင်းပါတယ် အဆရာကပြောနေတာဘယ်က application ကိုတည်ရလဲဆိုတော့ရွှေနှုတ်ကပါရွှေနှုတ်ကိုပြန်လေ့လာကြည့်မယ်ဆိုရင်လေသူဒီအတိတွေကိုမျှဝေပေးနေတဲ့တာမန် Facebook စာမျက်နှာလေးကနေစခဲ့တာမျှဝေပေးတဲ့စိတ်တွေကို အခြေခံပြီးလူတွေအတွက်သူအခမဲ့ဝေခဲ့တယ်ဘာဖြစ်စီမှသူရောင်းချတာတွေမလုပ်ခဲ့ပါဘူးဟိုးလွန်ခဲ့တဲ့10နှစ်ကျော်လောက်ထဲကသူ တိဆောက်ထားတာအဲ့အတိမြင်တွေကိုပြိသက်တွေကိုမျှဝေပေးခြင်းနဲ့စိတ်နဲ့စတင်ခဲ့တာဖြစ်လို့သူကပြိသက်ကရု ံကြည်မှုကိုသူရရရရရလဲရလာကောအခုခါမှာတော့ရွှေနှုတ် application နဲ့ရွှေနှုတ် app တွေနဲ့စာဖတ်လို့ကောင်းအောင်စာဖတ်လို့လွယ်အောင်စာဖတ်လို့အဆင်ပြေအောင် wifi မရှိ internet မရှိလဲ download လုပ်ပြီးတော့ဖတ်ထားလို့ရအောင်နေကို စီမံပြီးပြီးတော့သူကဒီလိုမျိုးရက်တည်သွားနိုင်တာတွေ့ရပါတယ်အဲ့တော့ ပူလစ်စီကတော့ဘာပြောလဲဆိုတော့လူတွေလစ်လူရှုမထားနိုင် လောက်တဲ့အထိတံပိုးရှိတဲ့အရာတစ်ခုကိုတိဆောက်ပါပြီးရင်ကိုမပါပဲယက်တီလောက်တဲ့စနစ်တွေတိဆောက်ပြီးတော့လေပတ်ပါလို့အကျံပေးတာပါတယ်အဲ့တော့ ဒီနေ့မျက်မှောက်ခင်မှာအလုပ်လုပ်ကြမယ်လူငယ်တွေဟာ contact writer ကနေတစ်စိ entrepreneur လို့ခေါ်တဲ့စုံဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် လုပ်မယ်ဆိုရင်ပို့ပြီးတော့ detail ဖြစ်အောင် ရွှေနှုတ်မှာတိစောက်ကလေးကိုဖတ်လို့ရပါတယ်ဆရာကတော့ဖတ်ထားတာလေးကိုသိထားတာလေးနဲ့ဝေငှပြီးတော့ဝေမျှတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်နံပါတ်ညီညီပါ